အခုဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ KDB ပေါ့နော်ဘဏ်ကိုကျွန်တော်တို့ငွေကိုယ့်ရဲ့ဘဏ်နဲ့ပေါ့နော်ငွေပြန်ဖြည့်တဲ့နည်းကျွန်တော်ပြပေးမယ်။အခုနောက်ပိုင်းဘဏ်နေကျွန်တော်မြန်မာကျွန်တော်တို့ဒါ ATM ကတ်ရှိမှသာလေငွေဖြည့်လို့ရမှာဖြစ်တယ်ပေါ့နော်။ဒီ ATM ကတ်မရှိရင်တော့ငွေဖြည့်လို့ရမှာမဟုတ်ဘူး။အဲတော့ကျွန်တော် ATM ကတ်ထည့်ပြီးတော့အငွေဖြည့်ပြန်မှာဖြစ်ပါတယ်ပေါ့နော်။ အဲကျွန်တော်တို့ကျွန်တော်မြန်မာလက်သိပြီးသားဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကကူမအရှိခံပေါ့နော်ဘဏ်အသုံးပြုတဲ့သူတွေအတွက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဘာသာကယူမယ်ပြီးရင်မှ deposit ကိုနှိမ်မယ်ပြီးရင်ကျွန်တော်တို့ပေါ်တော့က saving ကိုယူလိုက်မယ်နော်ပြီးရင်ဒီမှာက conference တစ်ချက်နှိမ်ပြီနော်အာနားမလဲတကယ်လို့မြန်သွားခဲ့ရင်နှခါပြန်ကြည့်ပေါ့နော်ကျွန်တော်ဒီမှာပြပေးထားတယ်ပြီးလို့ချင်းကျွန်တော်ဒီမှာဒီလိုမျိုးပေါက်ပွင့်လာပြီဆိုရင်တော့ကိုထဲမဲ့မှုပမာဏထည့်ပေးပေါ့နော်အနည်းဆုံး100ဘတ်ကနေစထည့်မယ်ကျွန်တော်900ဆက်ထည့်ပြမယ်ပေါ့နော် โอเคကျွန်တော်တွေတနေရာတနေရာတူမှာတော့မဟုတ်ဘူးကျွန်တော်မှာတော့ဒီဘာကြောင့်လဲမသိဘူးเนาะပန်ဖွင့်ထားတဲ့နေရာချင်းမတူလို့ဖြစ်ပဲတင်နေငွေထည့်ရင်လည်းကျွန်တော်တို့ပတ်စံဖြတ်တယ်ဗျသူ့ရဲ့ပန်ပေါ့เนาะသူ့ရဲ့ပန်နဲ့သူပြန်ထည့်ရတော့မှာပဲပတ်စံကဖြတ်တယ်ပေါ့เนาะဒီမှာအာကျွန်တော်တွေတခြားနေရာတူပြီးတော့ဖြတ်မယ်မထင်ဘူးကျွန်တော်တို့ဒီမှာပတ်စံ20ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ထည့်ခါပေါ့နော်โอเคကျွန်တော်တော့မထည့်ပြဘူးကျွန်တော်ကဒါနမူနာပြပေးတာ ဟိုထည့်မယ်ဆိုရင်ဘွားကျွန်တော်ဒီမှာ okay ကိုနှိပ်မယ်မဖြစ်ထည့်ဘူးဆိုရင်တော့ကျွန်တော်အောက်က cancel နှိပ်လိုက်ပါဗျာပြီးဒါဆိုရင်တော့ကျွန်တော်တို့ဒီဒါသူပတ်စံပြန်ထွက်လာပြီမယ်ကျွန်တော်တို့ပတ်စံပြန်ယူလိုက်ပြီးရင် agent ကပြန်ယူဒါဆိုရင်တော့ပြီးဖြစ်ပါရင်နော်အာကျွန်တော်တို့ပတ်စံဖြတ်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီနေမတူလို့လည်းပြောပြောတော့ပေါ်တချို့ပြောတာတော့အာကျွန်တော်တော့တိတ်မထည့်ဘူးကျွန်တော်တခြားဘန်နဲ့ထည့်တာများဒီကောင်လေးကကျွန်တော်မထည့်ဖြစ်ဘူးပေါ့နော် okay အားလုံးပဲအဆင်ပြေကြပါ